စကွစ်ဂိမ်းတရုတ်ဆောင်အင်စီဝမ်ကငါလျင်တန်းတဲ့မြန်မာနိုင်ငံမှာကလင်းငယ်တွေအတွက်ဝန်တန်း30လှူတယ်။ယူနီဆန်ကိုရီးယားကော်မတီရဲ့မလ30ရက်နေ့ထုတ်ပြန်ချက်အရတောင်ကိုရီးယားမင်းသား MC1 ကငါလျင်တန်းတဲ့မြန်မာနိုင်ငံကကလင်းငယ်တွေကိုကူညီထောက်ပါဖို့အတွက်ကိုရီးယားဝန်တန်း30ထဲဝင်လှူဒန်းထားတယ်လို့သိရပါတယ်။အဆိုပါလှူဒန်းငွေတွေကိုမြန်မာကလင်းငယ်အစာအာဟာရပြည့်ဝရေးတောက်ရည်တန်ရှင်းမှုရှိရင် ပညာသင်ကြားရေးစားရှိတဲ့အရေးပေါ်အကူအညီအစီအမံတွေအတွက်သုံးဆွဲသွားမှာဖြစ်ပါတယ်။အခုငလင်းနဲ့ပတ်သက်ပြီး INSEE1 ကအိုးအိမ်ဆုံးရှုံးသွားတဲ့ကလေးတွေအတွက်ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။နောက်ထပ်အထူးအခိုက်မရှိဘဲအားလုံးဘေးကင်းကြပါစေလို့လည်းဆုတောင်းပါတယ်လို့အမှတ်ချက်ပေးခဲ့ပါတယ်။ MC1 ကိုပရိသတ်ကတကင်း in left နဲ့ squid game သူဇလန်တွဲတွေမှာယဉ်နေကြပြီဖြစ်ပါတယ်။ UNICEF Korea Committee ရဲ့အတွင်းရေးမှူးချုပ်ဂျိုမီဂျင်ကလည်း ရုပ်တင်သဘာဝဘေးကြောင့်ထိတ်လန့်ကြောက်ရွံ့ခဲ့ကြတဲ့ကလေးတွေအတွင်းဒါကအများကြီးနှစ်သက်အားပေးမှုဖြစ်စေမှာပါကလေးတွေအပေါ် MC1 ရဲ့စေတနာမေတ္တာတွေကိုအလွန်ကျေးဇူးတင်ပါတယ်လို့ဆိုထားပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းလင်းလှုပ်ခဲ့ပြီးနောက်တနည်းမှလ29ရက်မှာ UNICEF ကိုရီးယားကော်မတီကကလေးတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးကမ်ပိန်းတရက်ကိုပြုလုပ်ခဲ့ပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။